လောကမှာနေပိုင်ခွင့်ရှိတဲ့ကံတရားကတော့ပုံမှားတော့ဒါပြောရတော့လဲတဲ့ရွယ်ရဆိုတာဒါအများကြီးသူနေွားရလို့ပြောရမှာပထမဆုံးထွက်သွားထွက်သွားပြီးတော့ပြန်ပြန်လာတဲ့ချိန်မှာနည်းနည်းမိကအစားတော့တိတ်မစားတော့အစားလေးနည်းနည်းရွတ်လာတော့နော်အစားတော့ရော့လာတဲ့ဖြစ်ဖြစ်နောက်တစ်ခါပြန်တက်တဲ့အချိန်မှာ 195မှာရောက်တဲ့အချိန်မှာအေးကနေဖုံးလာဖုံးလာတော့အမေဒီလိုပဲဟိုနေ့ဖြစ်ပြီးသတိလစ်နေပြီးချင်းကြီးတိတ်မကောင်းတော့ဘူးဆိုတော့ဖုံးဝင်လာအဲဖုံးဝင်လာတော့ကိုယ်လည်းဘာလို့လို့လို့အောင်မသိတော့ရှေ့ပဲဆက်သွားရမလားနောက်ပဲပြန်လှည့်ရမလားအဲကြားမှာအတူတူသွားတဲ့လူတွေကကိုမရှိရင်သူတို့လည်းရိုက်လို့မရတော့ကိုမရှိစောင့်နေတဲ့လူရောလက်ရှိပါလာတဲ့လူတွေရောအားလုံးချိန်ပြီးတော့တွတ်တော့ဗောနော်တွတ်တဲ့ချိန်မှာ ဒါဆရာဝန်လည်းရောက်လာဆရာဝန်ရောက်လာတော့ဈေးပါရောလှုပ်လိုက်တဲ့ချိန်မှာတော့နည်းနည်းတက်တာသွားတော့ပြောရမှာပေါ့ဒါမဲ့အမေကလေနည်းနည်းထိသွားတော့ပေါ့လေနည်းထိသွားတယ်စကားမပြောတော့ဘူးမျိုးလုံးလည်းမခုပိတ်ထားတယ်ဒါပဲသူ့မှာအသိရှိတယ်အသိတရားရှိနေတယ်ပြန်တော့မယ်ပြုတော့မယ်သူနှုတ်ဆက်လိုက်သူခေါင်းချင်းပြတာလေးတော့လုံနိုင်တော့လက်ကလေးတွေကာပြတယ်အဲ့လောက်ပဲသူကလုံတော့မျိုးလုံးလည်းမခုစကားလည်းပြန်မပြောပါတော့ ။ဒါနဲ့နှကောင်းပိုက်ဒီပဲထည့်ယူရမှာနေ့စဉ်ဒါဆိုတော့တွေ့စီတွေ့ထိုးစီထိုးအဲ့လိုနဲ့လောက်လာဒါ၁၃ရက်ကနေလောက်လာဒီဒီဆုံးကနေ၁၈ဆရှိရနေမှာဆရှိနေမှာအစာတွေပဲပြန်ပြီးပေါ့အံ့နေလို့ပြောတာပိုက်ထည့်ထားရတယ်အဲ့ဒီကပြန်နေလို့ပြောပြောတော့ဒါဆရာနဲ့စကားစီထိုးလဲတော့နေတက်တာပဲနောက်တနေ့ကျတော့ စကူနေစုံမနေအဲ့လိုမျိုးဝင်ဖြစ်တယ်ညနေ3နာရီမှာအမလုပ်တဲ့လူကဖုန်းလမ်းဆက်တယ်မောင်လေးအမေကတော့ဒီလိုပဲဝင်ဖြစ်တယ်အစာရပြန်အန်လာပြီအကောင်းဘူးအေးလို့အချိန်နေကတော့မရတော့ဆိုတော့တည်ပြီးမှာလို့နောက်ဆုံးအချိန်ရောက်နေပြီလို့ဒါမှတခုပဲရှိတော့ပါလို့အမေကသူ့ရဲ့မွေးနေ့ကိုသူစောင့်နေတာလားဒါမှမဟုတ်ရင်ငါပြန်လာတော့ပဲသူစောင့်နေတာလား ကွတ်တစ်ခုခုပဲလို့ဒါဆိုဘာသူလာပြီနေ့ကအမေရဲ့မွေးနေ့ဖြစ်မှာပေါ့တော့အဲ့ဒီဟာနဲ့ကိုပြန်လာမှာနဲ့အဲ့ဒီနှစ်ခုတစ်ခုကသူစောင့်နေတာပဲလို့အဲပြောပြီးရတယ်ခဏလေးပုံချနောက်တော့ကဖုံးအောင်ထပ်ဝင်ဖုံးလာတော့ဒီမလို့တော့ဘာရေးတဲ့အဘွားကတော့အချင်းနေတိတ်မကောင်းတော့ဘူးတဲ့ဘယ်နှဖြစ်လို့ရလဲဗီဒီယိုကောပြမိမယ်ဖုံးပြောလို့ရလားရရသမီးပြလို့ဆိုတော့အဲ့ဒီဗီဒီယိုကောလေးထိုင်ကြည့် ခံကြည့်နေနေသူသက်ရှူလေးလင်းငါးခါလောက်ရှူရရှူပြီးတော့ဘသက်ပါသွားတော့ထွက်သွားတော့တော့ညင်ညင်သာသာလေးထွက်သွားတော့ပေါ့နော်ဒါပေမဲ့ဝိဒနေရာကနေဗီဒီယိုကောလေးကနေပဲအမေတို့ကမြင်လိုက်ရတော့ သူကဘာမှမပြောနိုင်ဘူးလေစကားမပြောဘဲသူหนีခဲ့တာရင်းငါ6ရက်သူหนีလာတာမပြောနိုင်တဲ့အခြေအနေဖြစ်မှာဒါပေမဲ့သူ့မှာတော့ပြောတော့ပြောချင်မှာပေါ့ဒါပေမဲ့သွားပြန်လာမယ်နောက်နေ့21ရက်နေ့ပြန်လာမယ်ဆိုတော့ရောက်မယ်ဆိုတော့သူတင်းနဲ့တည်သွားမှာဒါပေမဲ့အိမ်ကလူတွေပြောပြထားလို့တင်းနဲ့တည်သွားမှာတကယ်လဲ21ရက်နေ့မှာပြန်ဆင်းလာခဲ့ပြီးတော့လုံးဆရာရှိရလေးလုပ်ဖို့ပြောပါဒါပေမဲ့21တိတော့သူမဆောင်ဘူး ဖတ်သွားတာ။လောကမှာရှိနေတဲ့လူအားလုံးပေါ့။မိဘရောရှိတဲ့အချိန်မှာအတတ်နိုင်ဆုံးကိုပြရင်ပြီးနေလုပေးရပါလို့ပြောချင်တယ်သူတို့။ဒါကကိုကိုတိုင်းလုလာခဲ့တာဖြစ်တဲ့အတွက်အားလုံးကိုလိုပဲဖြစ်စေချင်တာပါနော်သူတို့။